အားလုံးပဲမင်္ဂလာပါရှင်။မွန်လေး Oreo ဘော YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မွန်လေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့စေတနာရောင်ပြန်ဟတ်ဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ကာတွန်းပုံမြင်လေးကို မတင်ဆက်ခင်မွန်လေးရဲ့ Oreo ဘော YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။တခါကရွာတရွာမှာတထေးကြီးဥလောဘဆိုတဲ့ လူတယောက်ရှိခဲ့ရွာထဲမှာငွေတိုးပြီးပြီးချမ်းသာနေတာပေါ့အတို့ကထုံးစံအတိုင်းပဲကြိုက်မှယူဟေး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 အိမ်ချမ်းမြေတွေမကောက်တရိတ်ဆန်နေပါ အပောင်ခံနေလာထားဟာဟာဟာငွေနဲ့ပတ်သက်ရင် တပြားမှမလျှော့နိုင်ဘူးဒါပဲငွေမဆက်နိုင်ရင်တပြည့်တွေနဲ့ပစ္စည်းတွေတင်းယူတယ်အဲ့ဒီရွာမှာရှိတဲ့ မောင်ဒုခလေးဟာမိဘနှစ်ပါးစလုံးကွယ်လွန်သွားကြတော့တယောက်ထဲကျန်ခဲ့တယ်။ဥလောဘစီမာလည်းအကျွေးတင်နေရဲ့။ကဲဒုခမိမိဘတွေယူထားတဲ့အကျွေးပြန်ဆက်ပါ။မဆက်နိုင်ရင်ငါစီမာသုံးနှစ်အလုတ်လုပ်ရမယ်။ကျွန်တော်မိဘရဲ့အကျွေးတန်တရာမပါအောင်အလုတ်လုပ်ပြီးဆက်ပါမယ်။မောင်ဒုခဟာဥလောဘရဲ့အိမ်မှာအလုတ်လုပ်ရတယ်။ အလौသမအချင်းချင်းပေါ်ကူညီပြီးအလौကြိုးစားတယ်။သူဟာဖခင်ကြီးရဲ့ဆုံးမစကားတွေကိုအမြဲကြားရောင်နေ။ငါသာ သူတပားခိုင်းမှလှုပ်တက်တာမျိုးကိုရှောင်မှာ။ဘာပဲလှုပ်လို့အလौပေါ်မှာစေတနာထားပါ။စေတနာရောင်မြန်ဟပ်ပါလေသားရဲ့။တရိษံလေးတွေကိုလည်းစေတနာထားကျွေးမွေးတယ်။ တနာပါတယ်လူတွေကြွေးမှသူတို့စားရတာနွားချံနဲ့ကြက်ချံတွေကိုတန်ရှိရေးလုံးရမယ်အမိုက်တွေကိုကျင်းနဲ့ထည့်မီးရှို့လိုက်မယ်နွားချေကြက်ချွေးတွေကိုမြေဩဇာအဖြစ်သုံးပြီးခြံထဲမှာအသီးအနှံနဲ့စိုက်ပျိုးတယ်ဒုက္ခရာဥလောဘကိုဒီလောက်စေရနာမထားနဲ့ဒီလူကြီးကအတ္တလောဘတိတ်ကြီးတာကွာရပါတယ် ိုကျော်ကြီးရဲ့ကျွန်တော်တလောက်မပင်မဲမှာ우ဘလို့ပဲဖြစ်ဖြစ်အဖေစကားကိုငါနားထောင်မှရမယ်တနေ့ဥလောဘကဒုက္ခကြီးလေးစိတ်ကငါ့လီကိုရေနံချေးသွားတုပ်ပေးပါအောင်ဟုတ်ကဲ့ရေနံကိုဘဝတုပ်ရမယ်ဒါမှပိုးမကြိုက်ပဲတာရှိခံမှာရေနံတော့တုပ်ပြီးပြီ နေပူမှာ2ရက်လောက်ထားလိုက်ရင်6သွားမှာနောက်2ရက်ကြာတော့ရေနံနေ6သွားတယ်တရက်မှာဥလောဘရဲ့သားနဲ့တမီရောက်လာတယ်ရေလှေစည်းမယ်ပျော်စရာကြီးဟုတ်တယ်လှေကြီးကရေနံတွေ6ပြီးရေချလော်မယ်လှေကြီးကိုချပြီးလော်ခတ်သွားကြတယ်မကြမီဥလောဘရောက်လာပြီး ဟဲ့ကလေးွေဘယ်ရောက်နေရလဲလှေစည်းဖို့မြေစိတ်သွားကြရတဲ့တထီးဟာမဖြစ်ဘူးလှေဝန်းကပေါက်နေတာရင်းနဲ့တေကုံတော့မှာပဲလုံးကြပါအောင်ဟာအញ្ញံလိုက်ကြကြပါဟဲ့လေစိတ်ရောက်တော့သူတို့ပြန်လာကြပြီဘာမှမဖြစ်ဘူးဟေးဟိုတော်ပါသေးရဲ့သားတို့လှေဝန်းနဲ့ရင်မဝင်ဘူးလားလှေဝန်းကဖာထားတယ်ဖီဖီ ရေမဝင်ဘူးဟင်ငါမဖာခိုင်းမဲဘသူဖာလိုက်တာလေမောင်သူကဖာနေရတွေ့ရတထေးကြီးဟေးဩဒုက္ခဒုက္ခငါသားသမီးတွေရဲ့အသက်ကိုမင်းငယ်လိုက်တာပဲအလုတ်ကိုစေနာထားလုတ်ခဲတာပါလားအဲ့ဒီနေ့ကစားပြီးမောင်သူကကိုအလုတ်သမားအဖြစ်ကလွတ်လပ်ခွင့်ပေးလိုက်တယ်အဖေရဲ့ဆုံးမစကားကို သားနှထောင်ခဲ့လို့အခုသားလွတ်လပ်သွားပါပြီအဖေရေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရဲ့ကာတွန်းပုံကြီးစီရနာရောင်ပြန်ဟတ်ဆိုတဲ့ပုံမြင်လေးကို အဆုံးထိကြည့်ရှုနားဆင်ပြီးရဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံကြီးလေးတွေကြည့်ကြည့်ရင်လဲမွန်လေး audio ဘို့ YouTube channel လေးကိုလာရ subscribe လေးနှိပ်ပြီးတွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်